ဆိုတော့ပညာရဲ့အစွမ်းကလိုရင်းအနှစ်ချုပ်ပြောရရင်ဒုက္ခရဲ့အကြောင်းတရားကိုပယ်သတ်နိုင်တဲ့အတွေ့အကြုံဒုက္ခမဖြစ်တော့တာဒုက္ခငြိမ့်သွားစေတာအဲ့ဒါပညာရဲ့အစွမ်းပဲဒါကအပေါ်ယံလေးပဲဒီစကားလေးကို နားလည်ပြီးတော့ပညာရဲ့အစွမ်းကိုသဘောပေါက်လို့ရတယ်ဆွေးကြပါစို့ဉာဏ်ရှိရင်ရှိသလားငါဘာလို့ရင်တော့ဆင်းရဲသွားလောက်တယ်ဘာလို့ရင်တော့ငါအဆင်မပြေလောက်ဘူးလို့သိတယ် အဲ့လိုဆိုရင်အဆင်မပြေစေမဲ့ဆင်းရဲတယ်မဲ့အလုပ်ကိုသူလုပ်မလားမလုပ်ဘူးမလုပ်တဲ့အတွက်ကြောင့်အဆင်မပြေတာတွေဆင်းရဲတာတွေသူရှင်းမဆိုင်ရအောင်ညာမရှိတဲ့လူတွေအတိမရှိတဲ့လူတွေကဘာလုပ်ရင်ဘာဖြစ်မယ်လို့ကောင်းကောင်းမသိဘူးမသိတဲ့အခါကျတော့သူအလွဲအမှားတွေရှောက်လုပ်တယ်ဟုတ်လားရှောက်လုပ်တဲ့အခါကျတော့အလွဲအမှားတို့ရဲ့အကျိုးဆက်ဆင်းရဲဒုက္ခတွေတွေ့ရတယ်ဒါအပေါ်ယံကိုပြောတာနော်ဟုတ်တယ်မဟုတ်လားညာရှိတဲ့လူနဲ့မရှိတဲ့လူဘဝမှာနေသွားတာချင်းတူသလား ညာမရှိတော့အလွဲမားတွေများအလွဲမားတွေများတော့ဆင်းရဲတာတွေပူရတာတွေများဒါပဲညာရှိတော့အလွဲအမားနဲတယ်အလွဲမားနဲတော့အလွဲမားကြောင့်ဖြစ်ရမယ့်ဒုက္ခတွေလည်းနဲတယ်ဟုတ်လားအဲ့တော့ပညာရဲ့အစွမ်းဟာဘာလဲလို့မြင်ရင်ဒါလူရင်းလေးဘုံဘဝအချိန်မရလို့အနှစ်ချုပ်ပြီးတော့ပြောနေတာဒုက္ခရဲ့အကြောင်းတရားကိုပယ်နိုင်တဲ့အတွက်ကြောင့်ဒုက္ခနဲသွားတယ်ဒုက္ခငြိမ့်သွားတယ် ပယ်နိုင်ရင်ပယ်နိုင်တဲ့လောက်ငြိမ်းမှာပေါ့ဒီသဘောလေးကိုပြောတာ